ဒီနေ့ကတော့စားရဲ့ vlog မဟုတ်ပါဘူးချက်ပြရဲ့ vlog မဟုတ်ပါဘူးဒီနေ့ကထိုင်းမှာနေကြီးရဲ့အချိန်မှာဆိုတော့စားတော့ဘလို့ပဲဆိုတဲ့ဟာလေးကို sharing နဲ့လုပ်ပေးတဲ့ vlog လေးဖြစ်ပါတယ် Hello အားလုံးမင်္ဂလာပါခုစုပါဆိုတော့မှာဒီနေ့စွမ်မွန်ကဒီထိုင်းမှာပေါ့နော်ထိုင်းစကားတက်တယ်လို့မတက်တယ်လို့လည်းနေလာလိုက်တာခုဆိုရှင်းလာလာဆိုရှိနေပြီဒီတော့စွမ်မွန်ဒီစားဖို့တောက်ဖို့ဝယ်ရဲ့ခါမှာနည်းနည်းလေးသိထားတဲ့နယ်လို့ထင်တဲ့အရာလေးကိုကျွန်တော်ဒီ share ပေးသွားမှာဖြစ်ပါတယ် ထိုင်းမှာကအများသောအဖြစ်မမသိဘူးဆိုတော့กินစားတယ်ဆိုတဲ့စကားလုံးကိုတော်တော်များသိမှာပါ Okay စားတယ်ဆိုတာကိုတော့မလို့သိပြီးသွားတဲ့အခါကျတော့ side side သွားတဲ့အခါမှာဆိုတော့ဒီမှာထိုင်စားခြင်းတယ်ဆိုတဲ့ဟာမျိုးဘယ်လိုပြောလဲဆိုတော့ in need ဆိုပြီးတော့ပြောပါတယ် in need ဆိုပြီးပြောတဲ့အခါဆိုတော့ပြောတဲ့အတန်ထက်ကိုသူတို့မသိဘူးဆိုလို့ကျွန်တော် true true စဉ်းစားပါနဲ့သူတို့ဆိုင်ရာသဘောကိုလည်းမျိုးပြလိုက်ပါအမှားစားမယ်ဆိုတာနဲ့ပြပါပဲ Okay နောက်တစ်ခုကကြတော့ ဒီမှာမစားဘူးအိမ်ကိုယူသွားမယ်ပါဆယ်ထုတ်သွားမယ်ဆိုတဲ့ဟာကိုကျတော့အောက်တာဘန်ဆိုပြီးပြောရဒါတော့အနည်းဆက်ဆုံးအတန်ပေါ့နော်အနည်းဆက်ဆုံးဆိုမှတို့နားမလည်နေဘူးကိုယ့်ရဲ့အတန်နားမလည်နေဘူးဆိုရင်ဒီလိုပိုးလေးလုပ်ရလိုက်ပါအောက်တာဘန်မှာ okay အဲ့ဒါလေးပြီးသွားတဲ့အခါမှာသူတို့နောက်ထပ်ပြဿနာတစ်ခုကဘာလဲဆိုတော့သူတို့မစားခြင်းနဲ့အရာမထည့်ခြင်းနဲ့အရာဆိုရင်သူတို့ပြောလဲဆိုတော့ ไม่เอา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 เออะไอ้เรื่องเนาะเนี่ยตรงท้าတောอันนี้เสร็จตรงนั้นเนาะไม่เอาตัวจ้ะเอาตัวอู่อ่ะไม่ออกแล้วไม่ชูกว่าทํไม่ใช่ไม่ชูแล้นะไม่ใส่ม่เท่อยู่คือหาမျိုးป่เนาะถ้่เอาสมมุติว่าไม่ชูไม่เท่อยู่ဆိုတောอันนี้ดีอ่ะอันนี้ไม่เอาอันนี้ไม่ใส่ไอ้เรื่องเปล่ยอ่ะไหทำ้าမျมาตัวก้เนี่ยอาจาเย็นั่วป่ะเนาะสมมตว่าอาจารย์ท่วไม่แม่นี่ยดูนี้ ပြောတာသူတို့မသိနိုင်ဘူးဆိုလို့ရှိရင်သူတို့အော်လည်းညှိုးထိုးပြီးတော့ဒါကိုလည်းညှိုးထိုးပြီးတော့ထဲဦးထဲဦးဆိုပြီးတော့လုပ်တတ်လို့ရှိရင်ရပါတယ်ပြီးသွားလို့ရှိရင်တော့စွန့်အပြင်ပေါ့နော်တခြားလူတွေတော့မပြောတတ်ဘူးစွန့်ကလုံးဝနိုင်တယ်မလိုက်ပါဘူးနာမည်မကြိုက်တဲ့တော့တောင်းလို့စွန့်ကတစ်သက်လုံးမှတ်ထားရဲ့ဖက်ချီဆိုရဲဒီပေါ့နာမည်ကိုထိုင်းလို့ခေါ်တဲ့အခေါ်ပေါ်လေးပေါ့နော် my out ဖက်ချီ my side တ်ချီအနီးမိုက်အာအနီးမိုက်ဆိုင်အမြဲတမ်းပြောနေတာစကားလေးပါဘာလို့လဲနာမည်ကိုမတိုက်တဲ့တက်တော့မလို့ပါနာမည်ကောင်းဖို့ရတော့အများကြီးတော့ရှိပါတယ်ဒါမှမဟုတ်တိုက်တော့ Okay အဲ့ပြီးသွားတဲ့အခါမှာနောက်တစ်ခုကဘာလဲဆိုတော့အသားငါပေါ့နော်ဆိုတော့ကစားနဲ့ပြင်လက်စားတချို့ပဲစားတယ်အဲ့တော့ညာတော့ပြတ်မှတ်ထားတာဆိုတော့ကိုင်မိုးနူကွန်လေးမျိုးပေါ့နော်အဲ့လေးမျိုးမှတ်ထားရဲ့ အဲ့လေးမျိုးကိုကဒါပါလေအနည်းအလိုက်ထားလို့မေးပြီးရဲ့ချင်မှာ तू ကကိုင်းမူလို့ပြောနေဆိုတော့နားလေတကယ်လို့ကဘာဖြစ်နေကြလဲဆိုရှေးချပြောရဆိုပြီးတော့ဆိုရင် quality ဆိုတာမေးလိုက်တယ်အဲ့ဒါကသူတို့လည်းသိသွားတယ်ဩသူကထိုင်းမဟုတ်ဘူးဆိုတော့သူသိသွားတယ်ကွာအဲဒါရောဆိုတော့ဒီစားတော့ဝယ်ရဟာထိုင်းစားဖို့ဒီပါဆယ်ထည့်ဖို့ဒီဘိုးဆိုဖြတ်တန်းနေတဲ့ပုံစံလေးပေါ့နော်အဲ နည်းနည်းနည်းလေးလေးလာပါရဲ့နောက်ပိုင်းမှာပတ်စံပေးတာနဲ့ပတ်စံအယူတွေဘယ်လိုမျိုးတွေဆိုတော့လုပ်ရဲဆိုတာကိုထပ်ပြီးတော့ share ပေးပါအောင်မယ်ကိုဆိုလိုရဲ့ social media platform တွေကို like share follow subscribe လုပ်ဖို့မိပါနဲ့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်ဒီနေ့တော့လောက်ပါပဲတက်တာ